ကာဆိုပီကာဆိုပီကာဆို လူသမိုင်းမှာအကျော်ကြားဆုံးအနုပညာရှင်တစ်ယောက်ဒီနေ့စာနန်းတော်လို့ခေါ်တဲ့နေရာမှာသူ့ရဲ့လက်ရာ9000ကျော်ကိုပြသထားတဲ့ Paris ကပြရိုက်မှာချူရောက်နေတာပါဒီမှာရောက်နေရတဲ့အကြောင်းကတော့ပီကာဆိုလက်ရာတွေကိုကြည့်ဖို့ဆိုတဲ့စိတ်ကူးအိမ်မက်တွေနဲ့အိန္ဒိယကနေမိုင်မောင်းထောင်ချီပြီးဖြတ်တန်းလာခဲ့တဲ့ချူရဲ့တငယ်ချင်းလေးကြောင့်ပါ အဝေးကတော့သူ့ကိုကြည့်ဖို့ရောက်လာရတဲ့အတွက်ဒီ episode လေးဖြစ်လာခဲ့ပါတယ်။ Paris မှာနေတဲ့မြန်မာပကြီးဆရာတယောက်အနေနဲ့ Chu ရဲ့မျိုးလုံးကနေတဆင့် Picasso ရဲ့ကဘာကြီးကိုကြည့်ဖို့ပါ။ချစ်ချင်းဆုံးရှုံးခြင်းပုံကန့်ခြင်းတွေကြာသူ့အနုပညာတွေဘလို့ပြောင်းလဲသွားရဲဆိုတာကိုလေ့လာကြမယ်။ကဘာကြီးကသူ့နာမည်ကိုအထက်ထက်ပြောနေတာတွေဘာကြောင့်ခုထိမရနိုင်သေးလဲဆိုတာအတူတူရှာဖွေကြည့်ကြရအောင်။ ပီကာဆိုအကြောင်းမစခင်သူ့လက်ရာတွေကိုပြထားတဲ့ဒီအိမ်ကြီးအကြောင်းအရင်ပြောပြချင်ပါတယ်ဒီပြရရာပုံမှန်ပြကန်းတွေထဲမှာဖွင့်ထားတာမဟုတ်ဘူး18ရာစုကဆောက်လုပ်ခဲ့တဲ့ Paris မြို့လေအောင်အိမ်ကြီးတစ်လုံးထဲမှာရှိတာဒီနာမည်ကိုအတိတ်ပဲပြန်လိုက်တဲ့အခါစာနံတော် ဆားကြောင်ဖြစ်လာတဲ့နန်းတော်။ဆားကရွှေလောင်နီးနီးတံပိုးရှိခဲ့တဲ့ခေတ်တုန်းကဆောက်လုပ်ခဲ့တာပါ။၁၈ရာစုတုန်းကဆားကရွှေထက်တောင်တံပိုးရှိခဲ့တယ်။တောက်ပလို့မဟုတ်ဘူး။လူအသက်တွေကိုထိမ့်သိမ်းဆောက်ရှောက်ပေးနိုင်တဲ့အရာလေးမို့လို့ပါ။ အဲ့ဒီအချိန်တွေတုန်းကရေခဲတစ်တာတွေရေခဲဘူးတွေမရှိခဲ့ဘူးစားရတာအစားအစာတွေမပုတ်သွအောင်ကဲတင်ပေးနိုင်ခဲ့တဲ့တခုတည်းသောနီလာမယ်စားတာမရှိခဲ့လို့ရှိရင်အသားငါဟင်းသီးဟင်းရွက်တရားချက်ချင်းပြက်စီးသွားမယ်စားရှိနေလို့လူတွေကရှေရှားတဲ့စောင်းရည်တွေကိုရှင်တန်ကြော်ဖြတ်နိုင်ခဲ့ကြတယ်ဝေးလံတဲ့ခီးတွေကိုလည်းထွက်နိုင်ခဲ့ကြတယ်စားဟာရန်အရေးကြီးတော့ပြင်သစ်အစိုးရကစားအခွန်အပြင်းထန်ကောက်ခံခဲ့တယ်ဒီအိမ်ကြီးကိုစောက်ခဲ့တဲ့ဖျဲဥဘက်ဆိုတဲ့သူကစားအခွန်ကောက်တဲ့အရာ ာရှိပါဒီတာဝန်ဟာအဲ့ဒီခေတ်တုန်းကပြင်သစ်မှာအရန်အမျက်ဆွန်းများတဲ့ယာဒူးတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီအခွန်ကိုမကျေနပ်ကြလို့လဲပြင်သစ်တော်လန်ရေးစီကိုဥတီသွားစေခဲ့တဲ့ဒေါသတွေမိမွေးပေးခဲ့တဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ခဲ့တယ်အခုပီကာဆိုရဲ့အနုပညာတွေပြည့်နှက်နေတဲ့နေရာတချင်ဟာစားရဲ့ချမ်းသာကြွယ်ဝမှုတွေကနေဆောက်လုပ်ခဲ့တာပါဒီချက်ကသဘောကျစရာလေးနော်တချင်ဟာအစားအစာတွေကိုထိမ့်သိမ့်ပေးခဲ့တဲ့အရာကနေရလာတဲ့ငွေကြေးတွေနဲ့စောက်ထားတဲ့အိမ်ကအခုအနုပညာလက်ရာတွေနဲ့ဖန်တီးမှုတွေကိုထိမ့်သိမ့်နေပြီ အမှုပညာဆိုတာလည်းနှလုံးသားတွေအတွက်အစာပဲမဟုတ်လားကဲပြားတိုင်းနဲ့စာနန်းတော်ကြီးအကြောင်းကိုပြောပြပြီဆိုတော့ပီကာဆိုအကြောင်းကိုပြောကြရအောင်ပါဘလိုပီကာဆိုသူ1881ခုနှစ်စပိန်ကမာလာဂါမှာမွေးတယ်။စာမရေးတတ်သေးခင်ကနေကသူကပကြီဆွမ်းနိုင်တဲ့အကြီးအချင်းတွေကိုပြနေပြီ။သူစကားဆပြောတော့ပထမဆုံးစကားလုံးက pics ခဲလန်နဲ့ စကားတောင်ဖြောင်းအောင်မပြောတတ်သေးခင်ကနေကပုံနေဆဆွဲနေပြီသူ့အဖေကလည်းပကြီးဆရာလည်းဖြစ်တယ်လို့မလာကာကပကြီးเจ้าမှာပြန်တင်ပေးနေတဲ့เจ้าဆရာတူလည်းဖြစ်တယ်ဒါပေမဲ့ပီကာဆိုကသူ့အဖေတင်ပေးတဲ့သင်ခန်းစာတွေထပ်ပို့ပြီးတော့မြ мян တက်သွားတယ်ဆယ်ကျော်သက်အရွယ်လောက်ရောက်တော့သူ့ကိုတင်ပေးတဲ့ဆရာတွေထပ်ပို့ကောင်းကောင်းအောင်ဆွဲနိုင်နေပြီသူ့အသက်20ဝန်းကျင်အရောက်မှာတော့အလားပါဆိုတာထပ်ပို့ကြီးရဲ့အရာတစ်ခုကိုသူကရှာဖွေနေပြီ Paris မြို့ကိုပြောင်းရွှေ့နေထိုင်တယ် လမ်းတွေပေါ်မှာကြပြားဆရာတွေကကြေးတွေအိမ်မက်တပွေးတပိုက်လူတွေနဲ့ပြည့်နေတဲ့မြို့လေးပေါ့ဒါပေမဲ့ Paris ကဘဝတွေကတော့မလွယ်ကူဘူးခုလဲဒီတိုင်းပဲခိုက်ခိုက်တုံအောင်အေးတဲ့ပကြီကန်းထဲမှာပဲဆာလိုင်မွတ်သိမ့်မှုတွေမျောလင်းချက်တွေပဲပက်လေဝိုင်းပြီးတော့နေထိုင်ခဲ့ရတယ်။သူ့အမှုပညာဖန်တီးမှုတွေကသူ့ကြုံခဲ့ရတဲ့အသေးကွဲမှုတိုင်းခင်မင်မှုတိုင်းစစ်ပွဲတိုင်းနဲ့အတူတူပြောင်းလဲခဲ့တယ်။ပုံစံတစ်မျိုးထဲမှာပဲအကြာကြီးမနေခဲ့ဘူး။ သူပြောခဲ့တာရှိတယ်ငါမလုပ်တတ်တာကိုပဲအမြဲလုပ်နေတယ်ဒါမှဘလို့လုပ်ရမယ်ဆိုတာသင်ယူနိုင်ဖို့တဲ့သူဇလန်းလေးကအိမ်ကိုပြစ်ထားခဲ့ရတဲ့မြမအမှုပညာရှင်တွေနဲ့ယဉ်နီးနေတယ်လို့ပဲနော်မြမပကြီးဆရာတယောက်အနေနဲ့ချူးတွက်ကတော့သူဖြစ်ခဲ့တဲ့ဘဝအစိတ်အပိုင်းတွေနဲ့ကယဉ်နီးနေတယ်သူဟာကပ်ဘေးဒဏ်ပြောင်းလဲမှုဒဏ်တွေကြားတဲ့ဟာဖန်တီးမှုတွေကိုလုပ်ခဲ့ရတာဟုတ်အဲ့ဒီအချိန်တွေမှာသူဟာရှင်သန်ခဲယုံနေမကဘူးအဲ့ဒီခုနှစ်တက်ဂရစ်တွေကိုရေးဆွဲပြသခဲ့တာပျော်ရွှင်မှုကနေစိတ်ပြတ်ဖွယ်ရာအထိ တော်လန်ရေးရနေအချစ်အထိသူ့အမှုပညာမှာလူသားတယောက်ခံစားနိုင်တဲ့ခံစားချက်အားလုံးဒီပါပါဝင်နေတယ်။ဒါကြောင့်လဲသူကနမွေကြီးအောင်နေမကဘဲနဲ့မေ့မရအောင်ဖြစ်နေရတာပါ။သူရဲ့လက်ရတွေကိုအကြံပြင်ခက်လေးတွေအုပ်စုလေးတွေခွဲပြီးတော့ရှင်းပြပေးပါမယ်။အရင်ဆုံးလာတာကတော့ blue period အပြာရောင်ကာလ 1901ဝင်းကျင်မှာသူနဲ့ရင်းနှီးခဲ့တဲ့တငယ်ချင်းတေဆုံးပြီးသွားတဲ့နောက်မှာသူဆွဲခဲ့တဲ့အရာအတိုင်းကအပြာရောင်တွေဖြစ်သွားတယ်။အေးဆက်တယ်ဝေးကွာတယ်ဝမ်းနည်းမှုနဲ့ပြည့်နှက်နေတယ်။အထီးကျန်နေတဲ့လူတွေတောင်းစာနေရတဲ့သူတွေကလေးတွေကိုဖတ်ထားတဲ့မိခင်တွေကိုတွေ့ရတယ်။ကန်ဗတ်ဆာတွေပေါ်မှာတွေ့ရတဲ့တိတ်ဆိတ်တဲ့နာကျင်မှုတွေပေါ့။အဲ့ဒါတွေပြီးတော့အရောင်တွေစပြီးတော့ပြောင်းလဲလာတယ်။ Rose period နင်းစီကာလအပြာရောင်တွေကနေပြီးတော့ပန်းရောင်နဲ့ရွှေရောင်တွေဖြစ်လာတယ်။ ဝမ်းနည်းမှုကနူးညံ့တိမ်မွေးမှုတွေဖြစ်လာတယ်။စက်ကတ်သမားတွေ၊ချစ်သူတွေ၊အိမ်မက်မက်သူတွေကိုသူရေးဆွဲလာတယ်။ ်မှောင်မောတဲ့အချိန်မှာအလင်းရောင်ကဘလို့ခန်းစားချက်တွေရှိလဲဆိုတာကိုသူပြန်သတိရသွားတဲ့အချိန်ဖြစ်မယ်ထင်တယ်။ဒါပေမဲ့ပီကာဆိုကအဲ့ဒီမှာနေရမနေဘူး။ကဘာကြီးကိုမတူညီအောင်ကြည့်ရှင်တယ်။ရှူတောင်းပေါင်းဆောင်ကအမြင်တွေကိုတစ်ချိန်ထဲမှာမြင်ချင်တာသူကမြမစကားပုံမှာဆိုလို့ရှိရင်သူ့ဘက်ကကြည့်ရောလက်ဖမိုးကိုယ့်ဘက်ကကြည့်ရောလက်ဖွားအဲ့လိုရှိရမလား။သူကအဲ့ဒီလက်ဖမိုးရောလက်ဖွားရောခါရဲမြင်ချင်တာ။ဒါကြောင့် Cubism ဆိုတာကိုဖန်တီးခဲ့တယ်။ မျက်နာရဲ့တစ်ဖက်သေးကိုဆွဲမဲ့အစားအဖက်ဖက်ကမြင်ရတဲ့မျက်နာတိုင်းကိုဆွဲတယ်။မြင်းချောင်းထင်းထင်းနဲ့ geometry ပုံသဏ္ဍာန်တွေအဖြစ်သူကခွဲထုတ်လိုက်တယ်။အဲ့ဒီဆွဲနေရနည်းနည်းတော့လန့်စရာကောင်းတဲ့အစာပိုင်းမှာဒီပကြီးကားတွေကိုကြည့်လိုက်ပြီးဆိုလို့ရှိရင်လူတွေကရုပ်ဆိုးတယ်ဖျို့ဖျော်နိုင်တယ်ဆိုပြီးတော့သတ်မှတ်ကြတယ်။ဒါပေမဲ့သူကလှတယ်ဆိုတာတခုတည်းနာကိုမလိုက်ချင်ဘူးအမှန်တရားနောက်ကိုလိုက်ချင်ခဲ့တာ။ ဒါကြောင့်ဒီလက်ရာတွေကိုသူကဆက်ပြီးတော့ဖန်တီးတယ်။သူရေးဆွဲနှီးကိုဆန်းတက်လိုက်ပြီးကနေကအမျိုးမျိုးပြောင်းလဲဖန်တီးနေတာတွေကိုလုံးဝမရက်ခဲဘူး။ဘဘူးထူတယ်၊ပကြီဆွဲတယ်၊ collage တို့ဖြန့်ညက်ကလုတ်တာတွေလုတ်တယ်။ကြွေတယ်တွေလုတ်တယ်။သူကင်တယ်ထိတွေ့နိုင်တဲ့အရာတိုင်းသူ့အနုပညာရဲ့အစိတ်အပိုင်းတွေဖြစ်လာတယ်။ စစ်ပွဲအတွင်းမှာကဘာကြီးပြုတ်ကွဲနေတဲ့အချိန်တွေမှာလဲဂါရာနီကာကိုဆွဲခဲ့တယ်။ကြီးမားတဲ့အဖြူအမဲပကြီးကြီးစစ်ပွဲရဲ့ဆိုးရွားမှုအကြမ်းဖက်မှုကြောက်မက်ဖွယ်အာဏာတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကို ပြတဲ့ပကြီးကြီးရွာသူ့လျာတစ်ခုချင်းစီကလူဘဝတက်တန်းတစ်ခုလိုခံစားရတယ်။ခန္ဓာကိုယ်တစ်ခုထဲမှာဘဝ၁၀ခုကိုနေထိုင်နေတယ်လို့မျိုးပဲ။ ်ပြီးတော့ချူးအကြိုက်ဆုံးကတော့သူ့အမှုပညာဘယ်တော့မှသူများကြိုက်အောင်သူကမစ조사ခဲ့ဘူးပီကာဆိုကသူထင်တဲ့အမှန်တရားကိုတစ်ချက်လေးမှတောင်းပန်တာမျိုးမရှိဘဲနဲ့ရေးဆွဲဖန်တီးခဲ့တယ်ပြီးတော့အဲ့ဒါသူ့အောင်မြင်မှုရဲ့လှုပ်ဝက်ချက်လည်းဖြစ်နိုင်တယ်သူပြီးပြည့်စုံအောင်ဖန်တီးထားတဲ့အရာတွေကိုချိုးဖောက်ရမယ်ဆိုလို့ရှိရင်လည်းဘယ်တော့မှမရက်တန့်ခဲ့ဘူးဒီမှာမြန်မာအမှုပညာရှင်တွေအကြောင်းတွေးမိတာလေးပြောရလို့ရှိရင်နိုင်ငံရေးယဉ်ကျေးမှုစီးပွားရေး FPR ပေါင်းစုံအောင်မှာဖန်တီးကြရတယ်ပီကာဆိုရဲ့တွန်းဆမှုမရှိတဲ့မြင်းတွေကိုမြင်ရတဲ့အခါ တွေးမိတာပုံကန့်ချင်းစိတ်လေးဆိုတာတခါတလေစကလုံးတွေတောင်မလုံတခါတရံမှာတော့မတူအောင်ဆွဲဖို့တက်တီပဲလိုတာပါလို့ဒီပကြီးကားလေးကိုကြည့်လိုက်ပါဦး ပီကာဆိုအတွက်အရေးပါခဲ့တဲ့အမျိုးသမီးတယောက်ချစ်သူတယောက်အကြောင်းကိုဒီပဂျီကားလေးကနေတဆင့်မိတ်ဆက်ပေးခြင်းပါတယ်ဒီပဂျီကားရှေ့မှာရက်ရတာလူတယောက်နဲ့ဗဟင်းကြီးတစ်ခုကိုတစ်ချိန်ထဲမှာတွေ့ဆုံရသလိုခံစားရတယ်ဒီအမျိုးသမီးရဲ့မျက်နှာကဘေးရိုက်မြင်ကွင်းနဲ့ရှေ့တက်တဲ့မြင်ကွင်းနှစ်ခုစလုံးပါဝင်နေတယ်။နူးညံ့ပြီးလဲပြက်သားတယ်။အပိုင်းပိုင်းကွဲပြီးလဲတခုရဲဖြစ်နေတယ်။သုံးထားတဲ့အယောင်တွေကအယောင်တောက်တောက်တယ်။သားယောင်နှွေးနှွေးညည်းရဲရဲဆိုးထားတဲ့လက်သေးတွေအပြာအနီနဲ့ခရမ်းယောင်တွေရောထားတဲ့အဝတ် သူအားလှပတယ်ဒါပေမဲ့တမယူးကြဆန်တဲ့အလတရားမျိုးမဟုတ်ဘူးဝိုးတော်မှညံနေရအလဆိုတာကိုမှတ်မိနေတယ်လို့မျိုးလေးပီကာဆိုအားဒီပကြီးကားကို1939မှာရေးဆွဲခဲ့တယ်။ဥရောပရဲ့အမှောင်ပိုင်းဆုံးအချိန်တစ်ခုမှာပါ။စပိန်ပြည်ရင်းစစ်အပြင်းအထန်ဖြစ်နေတဲ့အချိန်။ဂွာရာနီကာမျိုးကိုဘုံကျဲခံထားရတဲ့အချိန်။ဒီပုံထဲကအမျိုးသမီးကဒိုရာမာ။သူကိုယ်တိုင်အာတစ္စတယောက်ဖြစ်တယ်လို့ဓာတ်ပုံဆရာမလည်းဖြစ်တယ်။ပီကာဆိုကို မော်ဒယ်ထိုင်ပေးတဲ့သူ့ရဲ့ချစ်သူ။ သူမကရဲရင်နဲ့နိုင်ငံရေးစိတ်သက်ရှိပြီးတော့ထမြက်တယ်။သူရေးဆွဲထားတဲ့ပုံတွေကနေပြီးတော့ဓာရီကိုမြင်နိုင်တယ်။ချထားတဲ့သပင်နဲ့ခွဲချောင်းလေးတွေတွေးနေတဲ့ပုံစံနဲ့မျက်နှာကိုထောက်ထားတဲ့လက်ဂယုတစိုက်ဆေးချေထားတဲ့အနီအောင်လက်သေးလေးတွေအေးစိတ်ပြီးတော့ဂုံတိတ်ခါရှိပုံပေါက်ပေမဲ့မျက်လုံးတွေထဲမှာဝမ်းနဲ့ပူဆွေးမှုတစ်ခုခုရှိနေတယ်လို့ပဲဒီပုံသူဟာအဲ့ဒီအချိန်မှာရှိတဲ့အလေးချိန်နဲ့ဝင်းဒိုးဝင်ပိုးတွေကိုတည်ထားရတယ်လို့ခန့်စားရတယ်ပီကာဆိုက1939မှာဒိုရာရဲ့ပုံသူများစွာကို က်ခါတလဲလဲလေးလာရေးဆွဲခဲ့တယ်သူ့ရဲ့မျက်နှာကိုအထက်ထက်ရှာဖွေခဲ့တယ်1939မှာဒိုရာသူ့ရဲ့ပကြီးဆွဲတဲ့စတူဒီယိုအခန်းလေးကိုဓာတ်ပုံရိုက်တုန်းကဒီပကြီးကားကိုလဲမထားပြီးတော့ကြံတဲ့နောက်ထပ်ပုံတူပကြီးကား20လောက်ကဘေးမှာဝင်းရံထားကြသလိုမျိုးလေးဓာတ်ပုံရယူခဲ့တယ်ပီကာဆိုဆစ်ပွဲတွေကိုဓာတ်ရိုက်မရေးဆွဲခဲ့ဘူးလို့ဆိုပေမဲ့ဒီပကြီးကားတွေထဲမှာတော့ဆစ်ဟာအများအားရှိနေခဲ့တယ် ကိုတွတ်တော့ဒီပုံသူဟာရှုပ်ထွေးတဲ့ကာလတွေမှာကိုတို့ဘလို့မျိုးစိတ်ဓာတ်မကြပဲယက်တီနေရမလဲဆိုတာကိုပြနေတယ်။ပုံပြနေတဲ့မျက်နာရဲ့အစိတ်အပိုင်းတွေအတွေးလွန်နေတဲ့ပုံပေါက်တဲ့ကိုနေဟန်သားတွေဒါရီယာချူပကြီးကားတဲ့ဟာမြမအမျိုးသမီးတွေရဲ့ပုံဒီရီကိုလည်းတွားပြီးတော့တရိယာစေတယ်။ပတ်ဝန်းကျင်ကပ ాయి ပြိုလဲနေချိန်မှာတော့အေးဆေးတည်ငြိမ်နေတတ်တဲ့မျက်နာတွေပါ။ချူရိုစီမှာလည်းပကြီးဆွဲသည်ဖြစ်စေမဆွဲသည်ဖြစ်စေကြံ့ကြံ့ခံနိုင်စွမ်းကိုအယိုးရဲအထီးတည်ဆောင်ထားကြတယ်။ဂျေဇူးတင်မှုနဲ့ဝမ်းနည်းမှုကိုတစ်ချိန်ထဲမှာဖော်ပြ ြနေကြတယ်။ဒီမှာဒိုရာလုံးနေတယ်လို့မျိုးပေါ့။ဒီပြရိုက်နေရန်တစ်ခုမှာတော့နွားထီးပုံစံစီရီလေးတစ်ခုရှိတယ်။ နွားထီးဆိုတာစပိန်ရဲ့သင်္ကေတတစ်ခုပါ။ဒါကြောင့်ပီကာဆိုကမကြာခဏဆွဲလေးရှိရယ်။တရိတ်ဆန်တကောင်ကိုပဲထက်ခါတလဲလဲဆွဲထားတာ။တပုံပီးတိုင်းမှာပို့ပြီးတော့ရိုးရှင်းလာတယ်။အစမှာကြက်သားတွေအလင်းမောင်တွေနဲ့လုံးဝအပြည့်ပြီးတော့တဖြည်းဖြည်းမြင်းတချောင်းချင်းစီနဲ့ပဲပုံဖော်ပြီးတော့မလိုအပ်တာတွေကိုဖယ်ရှားလိုက်တယ်။နောက်ဆုံးပုံချမ်းမှာတော့မြင်းနည်းနည်းလေးပဲကျန်တော့တယ်။ဒီပကြီးကားတွေကိုကြည့်ရတာသူတွင်းနေတဲ့အဆင်ဆင်ကိုကိုရင်ကြည့်နေရတယ်လို့ခံစားရတယ်။ပီကာဆိုကချူရိုကိုမေးနေတယ်လို့ပဲ။နွားထီးကိုနွားထီးလို့ဖြစ်စီတာ ာဘာတွေလဲနွားထီးပါလို့ပြောလို့ရတဲ့နောက်ဆုံးအနေအထားအထိဘာတွေကိုဖယ်ထုတ်ပြလို့ရမလဲပြီးတော့ဒီမေးခွန်းတွေကအမှန်တော့အမှုပညာအကြောင်းနဲ့ဘဝအကြောင်းနဲ့လည်းတူတယ်သူတို့ဘသူလဲဆိုတာပြောလို့ရနေသေးတဲ့အထိဘယ်အရာတွေကိုလက်လွတ် ပေးနိုင်မလဲနည်းနည်းရှုပ်သွားမလားမသိဘူးเนาะဒီပိုင်းလေးကတေချာလေးကြည့်ပြီးတော့ဒီအတွေးလေးကိုပြန်တွေးကြည့်ပါဦးเนาะပီကာဆိုရဲ့နွားထီးလေးတွေက တင်းတိမ်ရောင်ရဲခြင်းမှာတရားထိုင်နေကြသလိုမျိုးပဲအမှန်တရားဟာရိုးရိုးရှင်းရှင်းလေးပဲဆိုတာကိုပြသနေတာပါထက်ထက်ပြီးတော့ထက်မယ်ထက်ထက်ပြီးတော့လိုချင်တယ်လို့ပြောတာမဟုတ်ဘဲနဲ့ဘာကိုခြံထားရမလဲဆိုတာကိုသိယူတာပါ ပီကာဆိုဟာပဲရစ်မှာအခန်းတွေအများကြီးကိုပြောင်းရွှေ့ပြီးတော့နေထိုင်ခဲ့တယ်။မွန်မတ်မွန်ဖာနက်စ်လက်ပန်တို့မှာပေါ့။ပဲရစ်မြို့ဟာသူ့ရဲ့အိမ်ပဲ။ဒါပေမဲ့သူ့ရဲ့စစ်မြေပြင်ဆိုလို့ရှိရင်လည်းမမအောင်။ဒီမှာပဲသူစာလောင်ခဲ့ရတဲ့အသေးတွေကွဲခွဲရတဲ့အမှုပညာကဘာကိုလည်းထာဝရပြောင်းလဲနိုင်တဲ့ဖန်တီးမှုတွေကိုဖန်တီးခဲ့ရတယ်။ ဒီအကြောင်းလေးဖတ်ပြီးတော့ချူသွားပြီးတော့တွေးမိလိုက်တယ်ပီကာဆိုနေခဲ့တာလဲပဲရစ်မှာချူခုနေတာလဲပဲရစ်မှာသူနေခဲ့တဲ့ရက်ကွက်တွေမွန်မတ်တို့မွန်ပါနက်စ်တို့ကလဲအရင်နေခဲ့တဲ့နေရာနဲ့ချူအခုနေနေတဲ့နေရာလေးတွေပဲပီကာဆိုပြားလိုက်ကနေပြန်ထွက်လာရင်လည်း तू ဟာပြေဆုံးမှုနောက်ကိုမလိုက်ဘူးဆိုတာကိုနားလည်သွားခဲ့တယ်။ तू ဟာအမှန်တရားနောက်ကိုပဲလိုက်ခဲ့တာပါ။ဒီပြားလိုက်မှာတစ်ချိန်ကရုပ်ဆိုးတယ်တုံလုံးစရာကောင်းတယ်လို့ပြောခဲ့တဲ့အမှုပညာလက်ရာတွေကိုထိမ့်သိမ်းထားတယ်ဆိုတာတွေးကြည့်လိုက်ရင်အံ့ဩစရာပဲနော်။ မြင်းတိုင်းအယောင်တိုင်းတစားစီဖြစ်နေတဲ့မျက်နှာတိုင်းဟာဘဝဆိုတာမပြီးပြတ်သေးဘူးဆိုတာကိုပြောနေကြတယ်။ဒါကြောင့်ပဲဒီကဘာဟာလှနေရတာပါလို့လည်းခံစားရတယ်။အမှုပညာဆိုတာအရာအားလုံးကိုနားလည်ဖို့မဟုတ်ဘူး။ဘဝကိုရှေ့ဆက်လျှောက်ဖို့ခွန်အားလေးရခဲ့မယ်ဆိုလို့ရှိရင်ပဲလုံလောက်နေပါပြီ။ I bet it's an Argentine artist. Said artists and poets always return to the same native country, no matter what their color. Um, and then he's saying, Greetings to my brothers in the Congress of um, African peoples. Yeah. Uh, when did he say that? 1956. 1956. Oh, there is the cafe. He said there is the cafe. I didn't know that. It looks very nice. It's a rooftop cafe. You know, you should send pictures from the Picasso gallery.